အားလုံးမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ပဲပင်ပေါက်ကိုအိမ်မှာကိုယ်တိုင်အချင်းထည့်ပြီးတော့တုပ်စားပြစ်တာနဲ့ပဲကျမပြုလုပ်ဖြစ်တဲ့နေလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်ပထမဆုံးဈေးကဝေလာတဲ့ပဲပင်ပေါက်လေးကိုရေနဲ့တူတူချာချာလေးတန့်စင်သွားအောင်လို့နှစ်ဖက်သုံးတော့ဆေးကြောပေးလိုက်ပါမယ် ပြီးရင်တော့ဒီရေဆင်အောင်စီးထားတဲ့ပဲပင်ပေါက်တွေကိုစကားတစ်ခုထဲမှာထည့်ပြီးတော့ရေလုံးဝစစ်သွားတဲ့အထည်အောင်လို့ထားထားပေးပါမယ်ရှင်။ဒီမှာဒီနေ့ပဲပင်ပေါက်20သားကိုတုံးထားပါမယ်။ဒါကတော့ပဲပင်ပေါက်အချင်းသေးဖို့အတွက်စံစည်းရီဒုတိယရေကိုယူထားတာဖြစ်ပါတယ်ရှင်။သူ့ထည့်ကိုစားကိုထမင်းစားစုံနဲ့ဒစွန်းစာထည့်ပြီးတော့ဒီစားရီရေပျော်သွားတဲ့အထည်အောင်လို့ဖြော်ပြထားလိုက်ပါမယ်။စံစည်းရီကပထမရေကိုတုံးပြပြီးတော့ဒုတိယရေကိုပဲယူပါတယ်နော်။ စားရည်ပြောအောင်ဖြိုးပေးပြောပြီးဆိုရင်တော့တန့်စင်ပြီးတော့လေလုံးနဲ့ဘူးတစ်ခုထဲမှာခုနကကရေစစ်ထားတဲ့ပဲမင်ပါပီးလေးကိုထည့်ပေးပါမယ်ရှင်။ပဲနစ်စင်လုတ်တဲ့နီလေးတွေကတော့အမျိုးမျိုးပဲရှိကြပါတယ်။ဒီထဲမှာမှာအခုလုတ်တဲ့နီလေးကတော့အရန်ကိုလေဘူးလို့ရှင်ပြီးတော့လူတိုင်းအိမ်မှာလုတ်လုတ်ပူပူနဲ့လှုပ်ရှားပေးရတဲ့နီလေးတွေဖြစ်ပါတယ်ရှင်။ တဲမင်ပေါက်တွေအားလုံးမူးတွေကိုထည့်ပြီးသွားပြီဆိုရင်တော့ကျမတို့ခုနကစားရည်ဖြော်ထားတဲ့ဆန်စည်းတွေကိုမူးတွေကိုပဲပင်ပေါက်တွေမြုပ်သွားတဲ့အထိအောင်လို့လောင်းထည့်ပေးရပါမယ်ရှင်။ပြီးရင်အပေါ်ကနေပြီးတော့အသားလေးဖိပြီးပြီးတော့လေလုံးအောင်လို့အဖုံးလေးဖုံးပြီးတော့အခန်းပူချိန်မှာပဲ၃ရက်လောက်ထားထားပြီးလိုက်ပါမယ်။ ဒါကတော့အချင်းထည့်ပြီးတော့သုံးရမြောင်းလေးရဲ့ညနေပိုင်းလေးပါရှင်။အဖုံးလေးဖွင့်ကြည့်ပြီးတော့အနေထားလေးကိုတစ်ချက်ကြည့်ကြည့်လိုက်ပါမယ်။ပဲမြင်ပါအချင်းနဲ့လေးကလည်းတင်းတင်းလေးရပြီးတော့အရသာလေးမြည်ကြည့်လိုက်ပါမယ်ရှင်။အရသာကလည်းအရင်ကြီးမချင်သေးဘဲနဲ့ပဲပင်ပေါက်လေးကလည်းကြွကြွလေးနဲ့စားလို့ကောင်းတဲ့အနေထားလေးပါရှင်။ ခုလိုနေထားလေးမှာစားလို့ရတယ်လို့ကိုကနောက်ရက်မှစားမယ်ဆိုရင်လည်းရေခဲတက်တာထဲမှာထည့်ပြီးတော့တပတ်လောက်တော့အတွင်းမှာကိုကြိုက်နေတတ်တဲ့အချိန်မှာစားလို့ရပါလိမ့်ရှင်။ကျမကတော့အခုညနေပဲတုပ်စားမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချီရည်လေးတွေကိုညှိထုတ်ပြီးတော့ရေစင်အောင်လို့ညှိထုတ်ထားပြလိုက်ပါမယ်။ကိုအိမ်မှာကိုယ်တိုင်လှူစားတာဆိုတော့တန်တန်ရှင်းရှင်းလေးလည်းဖြစ်ပြီးတော့ကျန်းမာရေးအတွက်လည်းအထောက်အပံ့ဖြစ်စေပါလိမ့်ရှင်။ အသုတ်တုတ်ဖို့အတွက်ကိုတော့ကြက်တုံလေးနဲ့ကြက်တုံယူလေးကိုလည်းစီကြက်လေးချက်ထားပေးလိုက်ပါတယ်။ဒါလေးတွေကတော့ပဲဒီကျင်တုတ်ဖို့အတွက်ပါဝင်တဲ့ပစ္စည်းလေးတွေဖြစ်တယ်။မဆိုရင်ကြက်တုံလေးကြက်တုံဖြူစီကြက်ပါမယ်။ကြက်တုံလေးကိုနှလုံးကိုလည်းပပလီပြီးရောရေစီပြီးရောညှစ်ထားပေးပါတယ်။ပြီးရင်မြေပဲဆန်လောထောင်းထားတာလေးရယ်ပစံကြောင်းထောင်းထားတာမျိုးလည်းပါပါမယ်ရှင်။ ဒါကတော့မုံလာဥနေအနေငယ်ကိုချစ်ထားတာမျိုးပါရှင် အချူရတာရီရအောင်လို့ပါတကယ်လို့မကြိုက်ဘူးဆိုရင်လည်းမထည့်လဲရပါတယ်နော်ပြီးရင်တော့ငေဦးသီးစိအနေငယ်ကိုလည်းကိုအဆက်စားနိုင်သလောက်ပါပါလီထားပေးလိုက်ပါတယ်ရှင်အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့သုံးမပကံလေးကိုပါဝင်ပစ္စည်းအလုံးကိုထည့်ပေးပါမယ်စက်တုံနီမြေပဲလော်ထားမုံလာဥနေပစံချောင်းမော မြေသီးစိမ့်နဲ့နောက်ဆုံးကြရင်တော့ကြက်တံဖြူလေးစီကျက်လေးထည့်ပြီးတော့အရတာလေးနှက်ဆက်ပါအောင်လို့နယ်ပြီးတုပ်သွားပေးလိုက်ပါမယ်။အငံအရတာကိုတော့မထည့်သေးပါဘူးရှင်။ဘာဖြစ်လဲဆိုတော့ပဲဒီကျင်းမှာရောပစွန်ကြမှာရောအငံအရတာပါပြီးသားမို့လို့အရတာလေးမြည်ကြည့်ပြီးလိုအပ်တော့မှထပ်ပြီးရောထည့်ပါမယ်ရှင်။ရတာမြည်ကြည့်ပြီးအနှဲငယ်ပေါ်ကိုစားအနှဲငယ်ပဲမှုန်တစုံစီချက်လေးအနှဲငယ်နဲ့ ခင်ခတ်မော်အနေငယ်ထပ်ထည့်ပြီးတော့နောက်တစ်ကြိမ်အရသာနှံ့ဆက်သွားအောင်လို့ထပ်ပြီးတော့တုတ်သွားပေးလိုက်ပါမယ်ရှင်။နောက်တစ်ကြိမ်အရသာမြည်ကြည့်ပြီးအရသာကလည်းကိုယ်စိတ်ချက်ရပြီဆိုရင်တော့ပေးတည်ခြင်းတုံးလေးကတော့ရပါပြီရှင်။ပြီးရင်တော့စားမဲ့ပကံလေးတွေကိုထည့်လိုက်ပြီးတော့နောက်ဆုံးကြရင် အနံ့လေးပုံမွေးသွားအောင်လို့အဖော်ကနေနှမ်းလေးဖြူပေးလိုက်ပါမယ်ရှင်။ ဒါဆိုရင်တော့အနံ့အရတာနဲ့ပြည့်စုံပြီးစားလို့အရန်ကောင်းတဲ့ပဲဒီကျင်တုံးလေးကတော့အဆင်သင့်ဖြစ်ပါပြီရှင်။လို့ရတာလဲလွယ်ကူရိုးရှင်းပြီးလူတိုင်းအလွယ်တကူအိမ်မှာလုပ်လို့ရတဲ့လုပ်နည်းလေးဖြစ်တာမို့အားလုံးတွေအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမရဲ့ cooking by လဲ YouTube channel လေးကနေလွယ်ကူရိုးရှင်းတဲ့ဟင်းချက်နီမဟုတ်လို့မီလေးတွေကို တင်ပေးနေတာမို့ channel လေးကိုလည်း subscribe လေးလုပ်သွားပေးပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြမယ်နော်။